ကောင်းပြီအဲ့ဒါကိုခန္ဓာ၅ပါးရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုရင်ခန္ဓာ၅ပါးတကယ်ရှိတယ်အဲ့ဒီတကယ်ရှိတယ်ဆိုတာကိုတက်ကာယလို့ပြောတာเนาะတဆိုတာရှိတယ်ကာယဆိုတာအစုခန္ဓာတကယ်ရှိနေတာကခန္ဓာအဲ့ဒီတကယ်ရှိတဲ့အပေါ်မှာအတွေ့အထင်တွေဝင်လာလို့ရှိရင်တစ်မျိုးထင်သွားတယ် တကယ်ရှိတာကသူ့တဘာဝတိုင်းသူရှိတာကိုတွေးလိုက်တဲ့အခါကျတော့တမျိုးတစ်ပုံပေါ်လာအတွေးပုံရိပ်ထည်တဲ့ကျတော့ဒါမျိုးမဟုတ်တော့ရုပ်ကိုဘာလို့တွေးတော့ဆိုရင်ဟောငါပိုင်နေငါဟာလို့တွေးတယ်ဝေဒနာကိုလည်းပဲသာဝရမြဲတဲ့အရာလို့တွေးတယ်တင်ညာသင်္ခါရဝိညာဉ်တို့ကိုလည်းပဲခန္ဓာကိုယ်ထဲမှာရှိတဲ့အတ္တဆိုတဲ့ဆွမ်းဆောင်နိုင်တဲ့အရာလေးတစ်ခုကမှတ်တယ်လို့လုံစော်တယ်လို့ တည်တယ်တို့ဒါမျိုးတွေသွားပြီးတော့အယူဆခန္ဓာ၅ပါးပေါ်မှာမှားရွေးတဲ့အယူဆတနည်းအားဖြင့်ပြောရင်အတ္တဆိုတဲ့အယူဆအတ္တကိုတစ်ခါတည်းရငါလို့ပြောတာငါလို့ပြောတာကဒီတဘာဝတရားကိုတဘာဝတရားလို့မမြင်ပဲနဲ့နော်အယူဆတရားနဲ့တကယ်ငါဆိုတာရှိတယ်လို့ ဆွဲလန်းသွားတဲ့သဘောအိန္ဒိယနိုင်ငံမှာဘုရားရသော်မပွင့်ခင်ကပွင့်နေတဲ့အချိန်ခုပွင့်ပိတဲ့နောက်ထိအောင်ဒီခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အတ္တဆိုတဲ့အယူဆအယူဆထားတာအများကြီးပဲရှိအဲ့ဒါကိုမြတ်စွာဘုရားသခင်ဘုရားမြတ်ကခြေဖြတ်ပြီးတော့အနတ္တလက္ခဏာတုတ်ဆိုတော့ဟောတာ အဲ့တော့အတ္တဆိုတာလေးကအဓိပ္ပာယ်ကဘာလို့ဆိုလဲခန္ဓာကိုယ်ကြီးကိုကြီးဆိုးနေတဲ့ပိုင်ရှင်ခန္ဓာကိုယ်ကြီးထဲမှာကြီးဆိုးနေတဲ့ပိုင်ရှင်လေးရှိတယ်ဒီခန္ဓာကိုယ်ကြီးပြည့်စည်သွားလို့ရှင်အဲ့ဒီပိုင်ရှင်လေးကထွက်သွားပြီးနောက်ထပ်ခန္ဓာကိုယ်တစ်ခုရှာတယ်လို့ဒီလိုယူဆပမာနဲ့ဗာတူလို့ဆိုလိပ်ပြာဆိုတာနဲ့ခတ်စင်သွားနော်တည်သွားရင်လိပ်ပြာလေးကထွက်ပြီးနောက်တနေ့ဝင်စားတယ်လို့ဒီလိုသုံးရတယ်ပေါ့အဲ့ဒီလို့ ခန္ဓာကိုယ်ရဲ့ကအသိစိတ်ကိုဖြစ်စေခံစားချက်ကိုဖြစ်စေအခုခုသာဝရမြဲတဲ့အရာလေးပိုင်ဆိုးတဲ့အရာလေးဆိုပြီးတော့ယူဆပြီးတော့နေတဲ့အထင်မြင်တွေကိုဒိဋ္ဌိလို့ခေါ်တာတက္ကရာနဲ့ဒိဋ္ဌိနှစ်ခုပေါင်းလိုက်တဲ့အခါတက္ကရာဒိဋ္ဌိဟောတက္ကရာဆိုတာတကယ်ရှိနေတဲ့ခန္ဓာပေါ်မှာအတွေးမှအမြင်မှတွေမှားနေတဲ့ယူဆတရားလို့သူတို့ပြောတယ်အဲ့ဒီအယူဆဟာလည်း ြီးမားထားတဲ့နှောင်ကြိုးကြီးတစ်ခုပဲစိတ်ထဲမှာနှောင်ကြိုးတဲထားဘုရားတရားတော်ကိုနာရလို့ငါမဟုတ်ဘူးငါမဟုတ်ဘူးအတ္တမဟုတ်ဘူးဆိုတာတည်ငါတခဏမြတော့သိနေကြတယ်သို့သောဘုရားတရားတော်နဲ့ဝေးကွန်သွားလို့ရှိရင်ငါဆိုတဲ့အယူဆွဲကြီးကပြန်လာမှာပဲသိကြမပေသေးလို့ရှိရင်ပြန်ရောက်လာအောင်ပါပဲခိတ္တခဏမြတာတရားဓမ္မကိုနားလဲရလို့သို့မဟုတ် တရားဓမ္မကိုလေ့ကျင့်လိုက်ရတယ်တိလာတဲ့အတိလေးကတခဏလောက်ဖယ်ရှားတာအဲ့တော့ဒီကျိုးကရှိနေသေးတယ်အဲ့ဒီကျိုးကမတင်နေဘူးရှော့ပေးလိုက်တဲ့အခါမှာဟုတ်လားတရားနာလို့ရှိရင်ကျိုးမတင်မဲနဲ့ကျိုးလေးရော့သွားတာပဲရှိတယ်ကျိုးကတော့တန်မှန်းမယ်လို့ဒီလိုပြောအောင်